ချွေးပတရင်ဌာနကိုစောင့်ကြည့်အားပေးနေတဲ့ပရိသတ်တွေအားလုံးကိုမင်္ဂလာပါလို့ဥစ္စာပထမနှုတ်ခွန်းဆက်သားကျင်ပါတယ်။ကချင်ဝေးပတရင်ဌာနကအပတ်စဉ်အင်္ဂါနေ့တိုင်းတင်ဆက်ပေးနေတဲ့အက်ဒီတာနဲ့ဒူစီရေးနိုင်ငံရေးတုံးသက်ဆွေးနွေးခြင်းအစီအစဉ်ကနေပြီးမှပြန်လည်ကြိုဆိုပါရစေ။မင်္ဂလာပါဆရာ။မင်္ဂလာပါညီမ။ဟုတ်ကဲ့ဆရာ။အော်ဒီတစ်ခေါက်ကတော့ဒီ ရာဒီဥတုအကူပြောင်းလဲဖြစ်လာပြီဆိုတော့ဗောနော်ဒီချင်းပြည်နယ်ရဲ့စီးရေးတွေမှာဘာတွေပြောင်းလဲသွားလာဘာတွေပြောင်းလဲသွားနိုင်ခြင်းရှိလဲဆိုတဲ့ဟာကိုအဲဒါဆွေးနွေးတော့ဖို့ပြင်ဆင်ထားပါတယ်ဆရာကျွန်တော်တို့ဒီကာလကညီမပြောလိုမျိုးရာဒီဥတုအကူပြောင်းပွင့်လင်းရာဒီဘက်ပြောင်းလာတဲ့ကာလလည်းဖြစ်တယ်နိုင်ငံရေးရကြည့်ရင်လည်းအနာတင်းထားတဲ့စစ်ကော်မရှင်ကျင်းပမဲ့ယူကော့ပွဲလည်းနီးကပ်လာတဲ့နိုင်ငံရေးအကူပြောင်းကာလတွေနေလဲအခြေအနေလည်းဖြစ်နေတာပါเนาะဆွေးနွေးကြရအောင်ညီမဟုတ်ကဲ့ဆရာ အခုနပြောလိုမျိုးဒီရာဒီဥတုအကူပြောင်းဖြစ်လာပြီပေါ့နော်မိုးကနေဆောင်းကိုပြောင်းလာပြီဆိုတော့ စီးရင်မှာလည်းအပြောင်းအလဲတွေရှိလာမယ်လို့ထင်ရတယ်ပေါ့နော်။အာဒါဘာကြောင့်ပြောရလဲဆိုလို့ရှင်ဒီဥပမာပြရမယ်ဆိုလို့ရှင်ဖကန်ဒေတာမိုးရင်းမှာတိုက်ပွဲဖြစ်ပြီးတော့လုပ်ငန်းတွေစားတဲ့ဒီကြောက်လုတ်ကွက်တွေစားတဲ့ဆောင်းတွင်းမှာဆိုရင်တော့တက်နိုင်တဲ့လောက်တိုက်ပွဲမရှိတလို့လို့ပြောလို့ရတဲ့အနေအထားမျိုးပေါ့နော်။အဲမနေ့ကမိုးရင်းမှာတောက်လျှောက်ထိုးစစ်ဆင်ခဲ့တဲ့ KIA ကလည်းဒီဆောင်းတွင်းမှာထိုးစစ်ဆင်မှုကိုရန်နာလိုက်တာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်။ဒါပေမဲ့ဒီနေ့ကတော့ဒီစစ်ကော်မရှင်ကတံပြန်ထိုးစစ်ဆင်နေတာဆိုတော့ အာဒီဖကန်းစီရေးကဘယ်လိုဆက်ရှိလာမယ်လို့ထင်မြင်မိလဲဆရာစီရေးအခြေအနေအရကျွန်တော်တို့ပြန်ကြည့်ရင်အရင်တုန်းကစီရေးတိုက်ပွဲအခြေအနေတွေနဲ့ကချင်ပြည်နယ်အနေနဲ့ပြောမယ်ဆိုရင် KO ကနေအာနာရှင်အာနာရှင်စနစ်ပြမအမီဖြတ်စစ်စင်ရေးဆိုတဲ့ရူနူဒန်စစ်စင်ရေးအဲစစ်စင်ရေးကောင်းစင်နဲ့တိုက်ပွဲတွေဆင်နွှဲလာကြတဲ့ကနောက်ပိုင်းစစ်စင်တွေကတော့ဒီစီရေး အချင်းချင်းတွေအရာဒီဇစ်စင်ရဲ့မပေါ်ခင် ရှေ့ပိုင်းနဲ့နောက်ပိုင်းခြေနေတွေကိုကျွန်တော်တို့ပုံစံတစ်မျိုးနဲ့တုံးတိုက်ကြည့်ရမယ်လို့ကျွန်တော်တို့အဲ့လိုမြင်တယ်ဆိုတော့အရင်တော့ဇစ်စင်ရဲ့တွေကကျွန်တော်တို့ညီမပြောလိုမျိုးပဲအဓိကဖြစ်တော့တရံဇာတာနေမည်တွေဖြစ်တဲ့ဒေတာတွေကပြည်သူလူထုတွေအတွေ့ရော ပြည်နှဖက်လက်နက်ကန်တွေအတွေ့ရောဒီဒေတာတွေကဒီစီးပွားရေးအရာအလုံးအတွက်အကျိုးမြတ် ဖြစ်ထွန်းနေတဲ့နေရာဖြစ်နေတာပေါ့အဲ့ဒါကြောင့်မို့ဒီ data တွေမှာဒီ look and စားတော့တွားရေးလာရေးအစဉ်ပြေတဲ့ပွင့်လင်းရာသီတွေမှာတိုက်ပွဲတွေနေပါတယ်ဆိုတဲ့ဟာမျိုးတော့အဖြစ်ဒါတော့ဒါတဘာဝကြတယ်လို့လည်းမြင်တာပေါ့နော်ဒါပေမဲ့အခုဒီစောစောပြောလိုမျိုးစစ်စင်ရေးကြီးကိုပေါ်စစ်စင်ရေးကြီးကောင်းစင်နဲ့သူစစ်တီစတင်လာတဲ့နောက်ပိုင်းအခြေအနေရဆိုရင်တော့အရင်တော့လူဒီနေမေစခန်းတွေစူးမှုဖို့အတွက်စည်ရဲ့အရာဒီဘူဟာကြတဲ့ လမ်းကြောတွေစူးမှုထားနိုင်ဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်တက်တက်ပဲမဟုတ်ပဲနဲ့ဒီနေမီဒေတာတစ်ခုလုံးမြူတင်းတိုက်ပွဲတွေအထိရည်ရွယ်ပြီးမှပေါ်ဆောင်နေတဲ့ဒီစစ်စင်ရေးကာလတွေဖြစ်လာတဲ့အတွက်ဒီနောက်ပိုင်းစစ်စင်ရေးဒီမှာကျတော့အခုပွင့်လင်းရာဒီမှာလဲကျွန်တော်တို့ဖကန့်တိုက်ပွဲကတော့ပြီးခဲ့တဲ့နှစ်တွေနဲ့တော့မတူနိုင်ဘူးလို့တော့တုံးတက်လို့ရတာပေါ့နော်ညီမဟိုကေအော်ရဲ့စစ်စင်ရေးကလည်းစောစောပြောလို့မျိုးရှိနေတယ် ။ဟောဘက်ကစစ်ကော်မရှင်ဘက်ကလည်း तू ကဒီတန်ဇာတာနေမေကိုစူမူထားခြင်းနဲ့ဆန္ဒရှိရဲ့အဲ့ဒါကြောင့်မို့ဒီနဖက်ကသူ့အကျိုးစီးပွားခုအကျိုးစီးပွားအတွက်ဖကန့်လူမျိုးတန်ဇာတာနေမေကိုစူမူထိန်းချုပ်ထားဖို့အတွက်ရည်ရချက်ရှိနေတာဖြစ်တဲ့အတွက်လောလောဆယ်ဒီဖကန့်ဒေတာရဲ့အခြေအနေအချင်းချင်းကိုကြည့်ရင်တော့တိုက်ပွဲတွေကတော့ပြီးခဲ့တဲ့နှစ်တွင်နဲ့မတူဘဲနဲ့ဆက်ပြီးရှိနေနိုင်တဲ့တဘောလို့တုံတက်ရတယ်ညီမ တော့တကယ်လို့ပေါ့နော်ဒီ packet data မှာလာ CA ရနာသွားခဲ့မယ် CA ရနာသွားနိုင်ခြင်းရှိခဲ့တယ်ဆိုလို့ရှိရင်တခြား data တွေကဟိုမတိမငြိမ်ဖြစ်လာနိုင်ခြင်းရှိတယ်ပေါ့နော်ဟိုတခြားပြင်ပြောလို့ရှိရင်ဒီ CA မတိမငြိမ်ဖြစ်နိုင်မဲ့နေမီအတစ်တွေဖြစ်ပေါ်လာနိုင်ခြင်းများရှိမလားပေါ့ဆရာဟုတ်ကဲ့ကျွန်တော်စောစောပြောလိုမျိုးဒီပထမမှာဆွေးနွေးသွားလိုမျိုး packet မှာငြိမ်သွားမယ်လို့တော့လောလောဆယ်ကျွန်တော်တော့မမြင်မိသေးဘူးပေါ့ဒါပေမဲ့ ကချင်မှာဘေဒေတာတွေကိုသူဦးစားပေးမလဲဆိုရဟာကစည်ရရစီးပွားရရတယံဇာတ်နေမီတွေဘက်မှာပူပြီးမှဖြစ်လာနိုင်ပွင့်ရှိတာဗောနော်ဒီလိုဖြစ်တဲ့အတွက်ဖကန်လူမျိုးတယံဇာတ်နေမီမှာစစ်ကော်မရှင်ကသူလက်လွတ်ထားနေရတဲ့အတိုင်းတာများနေတဲ့အတွက်သူကတော့ဒီဖကန်ဒေတာလူမျိုးမှာဆက်သွားဖို့ရှိတယ်စစ်ကော်မရှင်ဘက်ကစည်ရဆက်ပြီးမှဖကန်ဒေတာလူမျိုးမှာပေါ်ဆောင်နေဒီဘက်က KO နဲ့မ ဟာမိတ်တွေကလည်းဒီဖကန့်ဒေတာလိုမျိုးမှာသူတို့ခုခံစီကရှိနေဦးမှာပဲဆိုတော့ဖကန့်ကလောလောဆယ်ညင်တဲ့သွားနိုင်မဲ့အနေထားမရှိဘူးဒါပေမဲ့တခြားနေရာတွေမှာလည်းဘေဒေတာတွေမှာစည်ရရပြင်းထန်လာနိုင်တဲ့နေမီဒေတာတွေရှိလေဆိုတော့အခုကျွန်တော်တို့ကြားနေရမြင်နေရတဲ့ဒေတာတွေပဲပေါ့နော်အထူးသဖြင့်တော့ဒီ why more data ရှိမယ် why more data ဆိုတဲ့အားလည်းသူ့ရဲ့ရည်ရွယ်ချက်ကဒီ chip မျိုးနဲ့ solo မျိုးနဲ့နေဆက် data ကိုသူတို့ပြန်လဲ ရရှိလူတဲ့ဆန္ဒတွေကြောင့်ဖြစ်တယ်။ပြင်နောက်တစ်ခုကဘူတာဒေတာဆိုတာဒီခွန်လန်ဖူဒေတာဘက်ပြည်သူစစ်တီရှိတဲ့ဒေတာဘက်မှာစစ်ရေးတွေကဖြစ်ပွားမှုတွေကဒီလူဒေတာတွေမှာပိုပြီးမှကျွန်တော်တို့မြင်တွေ့လာရတဲ့ဟာကိုတွေ့တာပေါ့နော်။ဆိုတော့ဒီဟာတွေရှိရင်လည်းဘာကိုဘာနဲ့တွားပြီးမှဆက်ဆက်နေလဲဆိုတာအခုခွန်လန်ဖူပြည်သူစစ်တီကတိုက်ခိုက်ရေးအတွက်စစ်ရေးအတွက်ပိုပြီးမှပြင်ဆင်လာတဲ့ဟာကအထူးသဖြင့်တော့ဒီ စစ်ကော်မရှင်ရဲ့ပံ့ပိုးကူညီမှုအတွေ့ပေါ့ဒါအဓိကဖြစ်တော့ဒီစစ်ကော်မရှင်ကကချင်ပြည်နယ်ဒေသမှာအခုတူးရဲ့စစ်အင်အားတွေထူးစစ်ဆင်နိုင်တဲ့အင်အားတွေလုံနိုင်တဲ့ဟာကဒီလက်နက်နည်းပညာထောက်ပံ့တွေအားကောင်းလာတဲ့ဟာဒီပိုင်းဒါပေမဲ့တကယ်တိုက်ပွဲမှာသူတို့စစ် ပြင်အားအတုံးချနေတဲ့ဟာကသူတို့ထောက်ပံ့ထားတဲ့ဗောနော်သူတို့ရဲ့အားပေးထောက်ခံမှုနဲ့ယက်တည်နေတဲ့ပြည်သူစစ်အဖွဲ့တွေရဲ့အင်အားကိုသူအတုံးပြူလာနိုင်တယ်ဒီအင်အားတွေကိုသူအစ်စ်ရဲ့အရာ တာမဟုတ်ဘဲနဲ့အခုဆိုနိုင်ငံရဲ့အရာတွေးခွဲမှုတွေနဲ့လည်းသူကထူးဆစ်ဆင်လာရဲဆိုတဲ့သဘောမျိုးဖြစ်လာတော့ဥပမာဥမာအခုပြီးခဲ့တဲ့ရက်တွေမှာပဲဒီခွန်လောင်ဖူးမှာဒီ GAO နဲ့ပူပေါင်းတပ်ဖွဲ့တွေကိုအလူမရှိဆိုတဲ့စန္ဒာတွေပြလာတဲ့ဟာမျိုးအခုလည်းပူတော်မှာဆက်ပြေးမှစန္ဒာပြတယ်ဆိုတဲ့ဟာမျိုးတွေကဒါနိုင်ငံရေးအရာရောဒီဘီဒူးစစ်တွေကိုအုံချတဲ့ဟာဒီတိုင်းနာတွေအချင်းချင်းကိုအဲ့လိုမျိုးတွေးခွဲတဲ့တွေးခွဲတဲ့နီးပြူဟာတွေကတော့ တုံးနေတယ်တစ်ဖက်မှာစစ်ရဲမှလည်းဒီလိုမျိုးနိုင်ငံရဲ့အခင်းကျင်းကိုပေါ်ဆောင်ပြီးမှဗီဒူးစစ်တီကိုဒီကဲနဲ့မဟာမိတ်တီကိုတိုက်တဲ့နေရာမှာအုံချဖို့အတွက်သူကတော့ယူဟာအခင်းကျင်းတီကိုပေါ်ဆောင်လာတယ်လို့ကျွန်တော်အဲ့လိုမြင်တယ်ပြီးရင်နောက်တစ်ခုဒီနော်မုံးဒေတာမှာကျွန်တော်ဒီ ကေအေရဲ့စည်ရစစ်စင်ရဲ့ဒီတမိုင်းကြောင်းတွေကိုပြန်လေ့လာကြည့်တဲ့အခါမှာ1964မှာကေအေပေါ်ခါစသုံးလေးနှစ်ပဲရှိရအောင်เนาะဒီ1964မှာလဲနော်မိုမျိုးဘက်ကိုသူတို့ကကေအေတွေကထူးစစ်ပြင်ဆင်တဲ့ဟာတွေလုပ်ခဲ့ရယ်ဒါပေမဲ့ဒီကာလမှာကျတော့ဥနေဝင်းရဲ့ let out မှာကချင်ဟိုလနဲ့ကန်တိုက်ရင်နေရှိသေးရဲ့အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ဒီနော်မုံဒေသမှာ KIA နဲ့တိုက်မဲ့အဖွဲ့ကဘယ်သူတွေဖြစ်တယ်လဲဆိုရင်ဒီကချင်လက်နက်ကန် င်တိုက်ရင်ဒီပဲဒီ GAA ရဲ့26ကိုခုခံဖို့အတွက်ဖြစ်လာတဲ့အခါကျတော့ဒီကုလူမျိုးအချင်းချင်းပဲတိုက်ပွဲတွေဆင်နွှဲရမယ်ဆိုတဲ့အဖြစ်ပြက်ကိုချောင်လွှဲခြင်းတဲ့အတွက်ဒီဘက် GAA ဘက်ကလည်း Nomon Data ဘက်သူစစ်ကိုထူးတလဲအားမဆိုင်တော့ဘဲနဲ့နောက်ဆုတ်သွားခဲ့ရတဲ့တမိုင်းမှာလည်းအဲ့လိုမျိုးလေ့လာတွေ့ရှိရတဲ့ဟာရှိရပါတော့။ဒါကြောင့်မို့ဒီအခုအခင်းချင်းကလည်းကေနဲ့ဒီမဟာမင်းအဖွဲ့တီကဟိုဟာဆော့လော့ ခေါလောင်ဖူဘက်ကိုရောက်လာတဲ့အခါမှာဒီအခုလက်ရှိအာဏာရှင်စစ်တပ်ကလည်းတိုင်းနာဒီလူမျိုးစု အချင်းချင်းထဲမှာသူတို့တတ်ရှူလာတဲ့တဘောနိုင်ငံရေးအရတတ်ရှူလာတဲ့တဘောတွေလည်းတွေ့ရတယ်ဗောနော်ဒါတော့အဲပြည်သူစစ်ကိုသူတို့စီးရဲနိုင်ငံရေးအရအုံချပြီးမှပေါ်ဆောင်လာတာဖြစ်တဲ့အတွက်ညီမပြောလိုမျိုးဗေဒအခြားဗေဒေသတွေမှာတိုက်ပွဲတွေပေါ်ဆောင်လာနိုင်လေဆိုရင်တော့အခုလိုမျိုးသူတို့ပြည်သူစစ်တွေကိုအုံချနိုင်မဲ့ဝိုင်းမော်လူဒေသမျိုးစောစောပြောလိုမျိုးဒီပူတော်ဦးခေါလောင်ဖူးလူ ဒေတာမျိုးတွေမှာတော့တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တယ်လို့ကျွန်တော်တော့မြင်မိတယ်တော့ဒီနောက်တစ်ခုအပြင်ဆိုဗမော်စစ်စီကလည်းတနေ့ပြေခါနေပြီဒီချေတော့အတွင်းထိမှာဗမော်ကဒီအဖြေမပေါ်သေးတဲ့အနေထားမျိုးလို့လည်းထင်မြင်ရတယ်ပေါ့နော်ဆိုတော့ KNA ရဲ့ထိုးစစ်စင်တိုင်းနဲ့ အခြေအနေတွေကဒီလောက်နဲ့ရက်သက်သွားပြီလို့ပြောလို့ရတာပေါ့ပြောတစ်ဖက်မှာလည်းဒီ KIA ရေးတိုက်ယူထားတဲ့ data တွေကိုစစ်ကော်မရှင်ကတပ်ပြန်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်မလို့ခုခံနေရတဲ့ခုခံနေရတဲ့စစ်မျက်နှာပြင်အခြေအနေမျိုးလည်းရှိနေရောလေကျွန်တော်တို့ဗမော်စစ်ဆင်ရဲ့ဗမော်မျိုးတင်းတိုက်ပွဲအခြေအနေကတော့ပြောမစွင် အားလုံးစိတ်ဝင်စားနေတဲ့အခြေအနေဖြစ်တဲ့ပြီးရင်ဒီစစ်ကော်မရှင်ဘက်ကလည်းဒီဟာကိုသူအာယုံဆိုင်ပြီးမှသူတို့လည်းစစ်ရေးပေါ်ဆောင်နေတဲ့ အကျဉ်းချင်းဖြစ်တယ်ပေါ့ဆိုတော့ဗမော်ကတော့အရင်ကျွန်တော်တို့ဆွေးနွေးခန်းတွေမှာလည်းဆွေးနွေးခဲ့တယ်လို့မျိုးဗမော်ရဲ့စီးရဲ့အခြေအနေကိုပြောမယ်ဆိုရင်တော့ဗမော်ကတနွေငင်းဒဇင်ပါဆိုတဲ့ဒီတိုက်ပွဲရလတ်မျိုးဖြစ်လာနိုင်တာပေါ့နော်စီးရဲပဲမဟုတ်ပဲနဲ့ဒီနေမေစုမှုမှုတစ်ခုတက်တက်ပဲမဟုတ်ပဲနဲ့နိုင်ငံရေးစီးရဲအရတနွေငင်းဒဇင်ပါနိုင်တဲ့မြို့တစ်မြို့ဖြစ်တဲ့အတွက်ဒါတကယ်အရေးပါနေတဲ့မြို့ဖြစ်တယ် ဒါပေမဲ့အခုကျွန်တော်တို့ဒီဗမောတိုက်ပွဲကကြာလာတဲ့အတွက်အနေရောဟောဘက်ဒီဘက်မှာပြည်သူတွေပဲဖြစ်ဖြစ်ဒီတိုက်ပွဲဝင်နေတဲ့ရေးဘော်တွေပဲဖြစ်ဖြစ်ကြာလာတယ်ဆိုတဲ့ဟာမျိုးပြင်ပန်းလာတဲ့သဘောမျိုးပြောလာကြတဲ့ဟာတော့ရှိရပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကအဓိကဖြစ်တော့ KA KO ကဘက်ကလည်းဒီ2 sit ကိုဘုံပေါ်မှာပဲတန့်သွားမလားဘုံပေါ်မှာပဲဇက်တင်သွားမလားဆိုရဲဟာတက ကျွန်တော်တို့ပုံမော်မြူးအခြေအနေကလည်းစိုးစိုးပြောလို့မျိုးနှစ်ဖက်ကနေအားပြိုင်နေတဲ့အခြေအနေပဲရှိပါသေးတယ်။စေရဲတင်းတစုံတရာပေါ်လာလို့ရှိရင်ဟောဘက်ဒီဘက်ဝါဒဖြန့်နေတာဒီကတော်တော်များများထွက်တာပေါ့။ဒါမှတကယ်တကယ်သူရဲ့ဒီစေရဲနိုင်ငံရေးရေမှန်းချက်အရာပေါ်ဆောင်တဲ့တိုက်ပွဲဖြစ်တဲ့အတွက်ပြောမစွင်ဒီတိုက်ပွဲရပ်တန့်သွားရင်နောက်ဆက် ျူးဆက်တွေလည်းရှိလာနိုင်တယ်ဒီတိုက်ပွဲအောင်မြင်သွားရင်နောက်ဆက်အကျူးဆက်တွေလည်းပါလာနိုင်တာပေါ့နော်ဒါကြောင့်မို့အခုလောလောဆယ်ကတော့ ကေအိုနဲ့မဟာမိတ်တီပေါ်ဆောင်နေတဲ့ဗမော်တိုက်ပွဲကကြော်လာနိုင်မယ်လို့တော့ကျွန်တော်တို့လက်ရှိအချိန်ပြီးတော့တုံတက်တယ်ပြောမယ်ဆိုရင်တိုက်ပွဲတွေကတော့ဆက်ရှိနေမှာပဲအတူအဆုတ်တော့ရှိနိုင်သေးတယ်ဒါပေမဲ့သူကစောစောပြောလို့မျိုးဒီစစ်စင်ရဲ့ကောင်းစင်ကြီးအောက်မှာတွားနေတာဖြစ်တဲ့အတွက်ပခုကနေဆမှတ်တဲ့စစ်စင်ရဲ့မယုတ်သိမ့်မချင်းကတော့တိုက်ပွဲတွေကတော့အတူအဆုတ်ရှိနေဦးမယ်လို့တုံတက်ပါတယ်မှာဟုတ်ကဲ့ပါဆရာဒီနေ့ရဲ့ဆွေးနွေးခြင်းစီစဉ်ကိုတော့ဒီကောင်းနဲ့ပဲရန်သားပါ နောက်တစ်ပတ်မှာလည်းဖြစ်ပေါ်နေတဲ့အခြေအနေတွေလိုက်နိုင်ငံရေးစီရီတွေကိုတုံးသက်ဆွေးနွေးတော့မှာဖြစ်တဲ့အတွက်ကချင်ဝေးခေါ်ဆောင်ကြားပေးနေကြတဲ့ပြည်ထောင်ကြီးတွေကိုဆက်လက်ဆောင်ကြားပေးကြဖို့မြေတားရက်ခံပါတယ်။